အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့် episode 106မှာတော့ဒိုနိုတဖွဲ့လုံကသူတို့ရုံးကန်ပြီးတော့တက်လာခဲ့ရတဲ့တောင်တက်လန်ကိုဝါနဲ့လောက်ထားတဲ့စပိန်ဒစီနဲ့တက်လာခဲ့တဲ့ဖုံးကြီးကိုပါဇက်ဟောင်းသားနဲ့ဝိုင်းကြည့်နေခဲ့ကြပါတယ်သူဆရာတော်ကလည်းအရင်ပိုင်းတို့ရှင့်လေးကိုခြူလုံးလေးကိုသူ့ကိုပြန်ပေးဖို့လမ်းပြောလိုက်ပါတယ်ပြီးရတဲ့ဆရာတော်ကဒိုနိုဘက်ကိုလက်လာခဲ့ပြီးတော့ရှင့်လင်းကြောင့်လန့်သွားရင်သူကတောင်းပန်ပါတယ်ဆိုပြီးတော့လမ်းပြောလိုက်ပါတယ်ဒိုနိုကတော့ အခုချိန်ထိနေကမျက်မှန်နဲ့မိမိုင်နေတဲ့ဆရာတော်ကိုကြည့်ပြီးတော့ပါဇက်အဟောင်းသာဖြစ်နေခဲ့ကြပါတယ်ဒီလိုနဲ့ဆရာတော်လေဂျုံတို့ကဆရာမာရီကိုလွတ်တာနဲ့ចောင်းသားរីမှန်သဘောပေါက်သွားခဲ့ပြီးတော့အခုလိုတွေ့ရတာဝမ်းသာကြောင်းနဲ့ပုံမှန်လူတွေတောင်ဒီနေရာကိုရောက်ဖို့မလွယ်ကူကြောင်းပြောကဂျုံတို့တစ်ဖက်လုံးကိုချီးကျူးနေခဲ့ပါတယ်ဒီလိုနဲ့ဂျုံတို့တစ်ဖက်လုံးလည်းဆရာတော်နဲ့သူចောင်းရှိရာကိုသွားနေကြပါတယ်ဂျုံကတော့ဆရာတော်ကိုသူတို့အရန်ပင်ပန်းနေပြီဖြစ်ကြောင်းနဲ့ အခုချိန်ထိကျောင်းကိုမရောက်နိုင်သေးဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်။ရှေ့ဆုံးကဆရာတော်ကတော့ကျောင်းတို့ကိုလူငယ်တွေဖြစ်နေကြပြီးတော့တလောက်ထိပြော့ညံ့နေရလားဆိုပြီးတော့ပြောဆိုနေခဲ့ပါတယ်။ဒုံကတော့ကျောင်းကမရောက်နိုင်သေးတာကြောင့်စိတ်ညစ်နေခဲ့ပါတယ်။ချိုးချိန်မှာပဲဆရာတော်ကဒုံတို့ကိုသူတို့ရောက်တော့မှဖြစ်တာကြောင့်အားတင်းထားဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့သူတို့လည်းကျောင်းမဦးရှိရာကိုရောက်လာခဲ့ကြပြီးတော့ဆရာတော်ကတော့ဒီနေရာကနမင်းကြီး၄ပါးစောင့်ကြတဲ့ဂိတ်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ ထို့နောက်သူတို့အကုန်လုံးလည်းမအူတဲကိုဝင်းလာတဲ့တိုင်နဲ့ကြောက်စရာကောင်းတဲ့ရုပ်ထုကြီး၄ခုကိုတွေ့လည်ရပါတယ်။ဆရာတော်ကတော့ဒီနတ်ကြီး၄ပါးကအရလေးမျက်နှာကိုစောင့်ကြတဲ့နတ်ကြီး၄ပါးဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်။မိယာနဲ့ယူနာကတော့ဒီနတ်ရုပ်ထုကြီးတွေကိုကြည့်ပြီးတော့ကြောက်လန့်နေခဲ့ပါတယ်။ပြီးရတဲ့နောက်ဆရာတော်လည်းဂျုံတို့ကိုခေါ်ကောကျောင်းဝန်းထဲကိုဝင်လာခဲ့ကြပါတယ်။ထို့နောက်ဆရာတော်ကဂျုံတို့ကိုဒီရာသီဥတွေကတော့ င်းတို့တွေ trainee ကောက်ကောက်ဆင်းရတော့မှာပဲဆိုပြီးတော့ပြောကသဘောကျနေခဲ့ပါတယ်။ဒီဆရာတော်ကတော့ဆရာမာရီယိုဖုံးဆက်ပြီးတော့သူ့ရဲ့တပည့်တွေရဲ့ trainee ကိုညီပေးဖို့အကူအညီတောင်းထားခဲ့တဲ့ဆရာတော်ပဲဖြစ်ပါတယ်။ဒီလိုနဲ့အကုန်လုံးကြောင်းဝန်းထဲကိုရရောက်ချင်းပါပဲ။ဆရာတော်ကဒုံတို့ကိုအခန်းထဲကိုဝင်ပြီးတော့အခုလဲကြဖို့နဲ့သူတို့အတွက်စီစဉ်ထားတဲ့ uniform တွေကိုဝတ်ပြီးတော့အပြင်ပြန်ထွက်လာခဲ့ဖို့ပြောလိုက်ပါတယ်။ထိုချိန်မှာပဲမီနူးကသူတို့ကအခုမှရောက်လာတာဖြစ်တာကြောင့် ခဏလောက်အနာပေးလို့မရဘူးလားဆိုပြီးတော့ပြောလိုက်ပါတယ်။ဆရာတော်ကတော့မီနူးတွေကိုမီနူးတွေဒီကိုလာတာဘာအတွက်လာခဲ့ကြတာလဲဆိုပြီးတော့တခုံးနဲ့ပဲပြန်ပြောလိုက်ပါတယ်။ဂျွန်းကတော့လက်အုပ်ကြီးချီဟာသူတို့အားလုံးအဝတ်အစားလက်ကအခုအချက်ချင်းပဲပြန်ထွက်လာခဲ့ပါမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။တခြားသူတွေကတော့ဂျွန်းကိုဘာတွေလျှောက်ပြောနေရလဲနဲ့သူတို့တွေအရင်ပင်ပန်းနေတာကြောင့်ခဏလောက်နားကြရအောင်ဆိုပြီးတော့ပြောနေကြပါတယ်။ဂျွန်းကတော့မကြခင်မှာမောင်လာတော့မှဖြစ်တာကြောင့် မြန်မြန်ဆန်ဆန်ပြင်ဆင်ကြဖို့ပဲပြောလိုက်ပါတယ်။ကျောင်းထဲမှာရှိတဲ့တခြားဆရာတော်တွေကတော့သူတို့ကျောင်းထဲဒီလိုစူးစူးညံ့ဧည့်သည်တွေမလာတာတော့အတော်ကြာပြီဖြစ်ကြောင်းပြောနေကြပါတယ်။ဒီလိုနဲ့သူတို့အကုန်လုံးလည်းအဝတ်အစားလဲပြီးတော့အပြင်ကိုပြန်ထွက်လာခဲ့ကြပါတယ်။ဆရာတော်ပြောတဲ့ယူနီဖောင်းဆိုတာကတော့ဆရာတော်တွေဝတ်တဲ့အဝတ်အစားပုံစံမျိုးပဲဖြစ်ပါတယ်။အဲဒါကြောင့်အခုချိန်မှာကတုံးကိုပြောင်းနေအောင်တုံးလာခဲ့တဲ့ဒွန်းကိုကြည့်ပြီးတော့အကုန်လုံးက တွန်းကိုဆရာတော်တပောင်းနဲ့တူကြောင်ပြောကရင်မောနေခဲ့ကြပါတယ်။ဒီအချိန်မှာပဲဆရာတော်ကြီးကပြန်ရောက်လာခဲ့ပြီးတော့အကုံလုံးကိုအစင်သင့်ဖြစ်ပြီးဆိုရင်တဲစရာရှိတာတွေကိုတဲပြီးတော့သူ့နောက်ကလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဒွန်းတို့တစ်ဖက်လုံးလည်းတစ်လုံးတွေနဲ့လှုပ်ထားတဲ့ရိုလာကြီးတွေကိုနှစ်ယောက်တစ်ခုစီတဲပြီးတော့ဆရာတော်နောက်ကိုလိုက်ခဲ့ကြရပါတယ်။ထိုတစ်သားနဲ့လှုပ်ထားတဲ့ရိုလာကြီးတွေကလည်းအတော်လေးအကြောင်းအကုံလုံးကတယောက်တစ်ပေါက်နဲ့ပွားစီပွားစီဖြစ်နေခဲ့ကြပါတယ်။ သူတို့နောက်ကနေစပိန်တွေကိုကူတွန်းလာခဲ့ရတဲ့ယူနာရိုနီယာကလည်းဆရာတော်သွားမင်းနီယာကအခုထိမရောက်နိုင်သေးတာကြောင့်တပြည့်တက်တော့နဲ့ပြောဆိုနေခဲ့ကြပါတယ်။ထို့နောက်တုန်းကဆရာတော်ကိုသူတို့မရောက်နိုင်သေးဘူးလားဆိုတာနဲ့သူကတော့ training မစခင်ကတည်းကတော်တော်ပင်ပန်းနေပြီဖြစ်ကြောင်းပြောနေခဲ့ပါတယ်။ထို့အချိန်မှာပဲဆရာတော်ကသူတို့ကိုဒီနေရာပဲဆိုပြီးတော့ပြောပြလိုက်ပါတယ်။တွန်းလို့လေသူတို့ training ဆင်းရမယ့်နေရာကစမ်းကြောင်းကြီးတစ်ခုဖြစ်နေပြီးတော့ထိတ်မှလည်းရေတကုန်ကြီးတစ်ခုကရှိနေခဲ့ပါတယ်။ ဗီယက်နမ်တွင်ကစိတ်ညစ်လူညစ်နဲ့သူတို့ဒီလိုနေရာကြီးမှာပင်သားသွားပြီးတော့စပိန်စီးရမှာလဲဆိုပြီးတော့ထအော်လိုက်ပါရယ်ဒီလိုနဲ့နောက်တစ်ခမ်းမှာတော့ဂျီအမေကဂျီညီကိုခေါ်ပြီးတော့ဗီနီရိုရဲ့အင်ရှင်ကိုယောက်လာခဲ့ပါရယ်ဂျီအမေလည်းအိမ်ထဲကိုတဲရဲရောက်များရှိမလားဆိုပြီးတော့လမ်းခေါ်နေပြီမဲ့ဘာသားမှပြန်ပြီးတော့မကြားခဲ့ရပါဘူးအားနဲ့ဂျီညီကအိမ်တကားကြီးကလည်းဖွင့်ထားတာကြောင့်သူဝင်ကြည့်လိုက်ရမလားဆိုပြီးတော့ပြောလိုက်ပါရယ်ဂျီအမေကတော့ သူများအိမ်ကိုအဲ့လိုမလုပ်ရဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ်။ဒီအချိန်မှာပဲကြောင်လေးအတန်ကိုကြားလိုက်ရပြီးတော့ကျင်းကြီးလဲကြောင်တန်ကိုကြားတဲ့အချိန်မှာတော့သူ့အမေကိုတော့မေ့ပြီးတော့ချက်ချင်းပဲအိမ်ထဲကိုပြေးဝင်သွားခဲ့ပါတယ်။ပြီးရင်တော့အိမ်ထဲကနေကျင်းကြီးကသူ့အမေကိုအကြဲကြီးလမ်းခေါ်လိုက်ပါတယ်။ကျင်းအမေလည်းအိမ်ထဲကိုပြေးဝင်သွားကြည့်တဲ့အချိန်မှာတော့မိလဲနေတဲ့ဗီနီအမေကိုတွေ့လဲရပါတယ်။ ။အားနဲ့သူလည်းချက်ချင်းသူ့သားကိုစီယုံကားခေါ်ဖို့ပြောကာဗီနီအမေစီကိုပြေးလာခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ပိုင်းမှာတော့ဂျီအမေကဗီနီအမေကိုစီယုံတင်ပေးထားခဲ့ပါတယ်။ပြီးနောက်ဂျီအမေကအမေတယောက်လုံးအခုလိုအခြေအနေဖြစ်နေကြတော့ဒါဖြစ်တဲ့သူကအလေလိုက်နေလို့ဆိုပြီးတော့တပြစ်တက်တော့ပြောနေခဲ့ပါတယ်။သူ့သားအငယ်ကိုလည်းအခုချိန်ထိဂျီကိုဆက်သွယ်လို့မရသေးဘူးလားဆိုပြီးတော့ပြောဆိုနေပါတယ်။ ဒီချိန်မှာပဲနက်စမလေးတယောက်ကရောက်လာခဲ့ပြီးတော့သူ့ကိုလားခေါ်တာကြောင့်သူလည်းထွက်သွားခဲ့ပါတယ်။ဂျေမီထွက်သွားတဲ့အချိန်မှာတော့ဖီနီအမီကလည်းမျက်လုံးဖွင့်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ဂျွန်းတို့ကတယောက်တစ်ပေါက်နဲ့စမ်းချောင်းကြီးအလယ်မှာရှိတဲ့ကြောက်ဖြာကြီးပေါ်ကိုရိုလာကြီးတွေတယ်လာခဲ့ကြပါတယ်။ထို့နောက်သူတို့ကဒီကြောက်ဖြာကြီးပေါ်မှာတကယ်ဆက်ပြီးနင်းခိုင်းမလို့လားဆိုပြီးတော့ဆရာတော်ကိုလမ်းမေးလိုက်ပါတယ်။ဆရာတော်ကတော့သူတို့ကိုကြည့်ပြီးတော့သဘောကျစွာနဲ့နေကလည်းဝင်တော့မှဖြစ်တာကြောင့် ်သူပြောတဲ့အတိုင်းသာလုပ်ဖို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့သူတို့တစ်ဖက်လုံးကလည်းစပိန်တွေကိုရိုလာတွေပေါ်မှာနေရာချလိုက်ပါတယ်မင်းကြီးကတော့ဒီနေရာကြီးကအန်ဒီရဲ့များတာကြောင့်တခြားနေရာမရှိတော့ဘူးလားဆိုပြီးတော့လမ်းမေးလိုက်ပါတယ်ဂျွန်းကလည်းဆရာတော်ကိုသူကအစွန်ဆုံးမှဖြစ်နေရတာကြောင့်သူသာပြုတ်ကြရင်တခါတည်းနောက်ဘဝရောက်သွားမှဖြစ်ကြောင်းလမ်းပြောလိုက်ပါတယ်ဆရာတော်ကတော့သူတို့ကိုအထွန်းတက်မနေကြဘူးနဲ့ပြုတ်မကြခြင်းပြုတ်မကြအောင်သာနင်းရဆိုပြီးတော့ပြန်ပြောလိုက်ပါတယ် ထိုချိန်မှာမင်းနူးကတော့ GCR ကတော့သူမလို့ရတဲ့ငါတို့ကိုဘာတွေရှောက်ခိုင်းနေမှမသိဘူးပြုတ်ကြလို့သင်ငါတို့ကသေပါဆိုပြီးတော့ပြောနေခဲ့ပါတယ်ဒီလိုနဲ့ CR ကလည်းမင်းနူးတို့ကပေကက်ကလောက်နေရကြောင်းစပိန်ဘော်ကိုအ мян တက်ဖို့နဲ့တယောက်နဲ့တယောက်ကြားမှာလဲအယမ်းမဟနေဖို့လမ်းပြလိုက်ပါတယ်ဂျွန်ကတော့သူ့ဘယ်မှာဆိုရင်ခြေထောက်ချစရာနေရာတော့သိမ့်မရှိတော့တာကြောင့်သူ့ကိုဘာလို့ဒီနေရာမှာနေခိုင်းရတာလဲဆိုပြီးတော့ပြောနေခဲ့ပါတယ်ဆရာတော်ကလည်း သူတို့ကိုနေကဝင်တော့မှဖြစ်တာကြောင့်မြ мян လောက်ကြဖို့လမ်းပြောရပြန်ပါတယ်။ဒီဘုံကြီးနဲ့ဒီဟာတွေနဲ့ကတော့တော်တော်ကိုဟုတ်နေခဲ့ကြပါပြီ။မိယာနဲ့ယူနာကလည်းသူတို့ငွေချင်းတွေတွေဘေးကနေစိတ်ပူနေခဲ့ကြပါတယ်။ဆရာတော်ကလည်းသူတို့ကိုအခုလိုခိုင်းရတယ်ဆိုတာစပင်းကိုတည်တည်ငြိမ်ငြိမ်မောင်းနိုင်ဖို့တဲ့စီစီလုံးလုံးဖြစ်အောင်လှောက်ခိုင်းရတာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဗေနီအမေကအခုအချိန်မှတေချာတတိရလာခဲ့ပါတယ်။တတိရရခြင်းပါပဲ။ ဆေးရုံကဘလောက်ကြလဲဆိုပြီးတော့ဘေးမှာရှိတဲ့ဂျေးအမေကိုလမ်းမေးလိုက်ပါတယ်။ဂျေးအမေကတော့ဗီနီအမေကိုနိုးနိုးချင်းမှာတော့ဆေးရုံကကိုအရင်ပူနေရသလားဆိုပြီးတော့ပြောကဗီနီဖုန်းနံပါတ်သူ့ကိုပေးဖို့ပြောလိုက်ပါတယ်။ဗီနီအမေကတော့အရန်ကိုပူလောင်သောကတွေများနေရဲ့ဂျေးအမေရဲ့လက်ကိုသူ့ရဲ့အေးဆက်နေတဲ့လက်တစ်ဖက်နဲ့အသားရလမ်းဆွဲလိုက်ပါတယ်။ဒီလိုနဲ့တစ်ဖက်ကမီနူးတို့တစ်ဖက်လုံးကလည်းချွေးတန်ကလည်းတရှဲရွှဲပြုတ်ကြမှာကိုလည်းကြောက်တဲ့စိတ်တွေနဲ့ စပင်းကိုဂယူဆိုင်နေနေခဲ့ကြရပါတယ်။ချိုထဲမှာဂျွန်ကတော့သူ့ဘေးနဲ့အရှိမရည်ရွယ်ကိုပဲမြင်နေရပြီးတော့ရည်ထဲမှာပေါ်နေတဲ့သူ့ရုပ်ကြီးကလည်းပြုတ်ကြမှာအတော်ကြောက်နေခဲ့ပါတယ်။မင်းနူးကတော့နိုင်ရင်ရှိရသူပါရင်သူတို့နေနေတာဘယ်နှနိုင်ရှိပြီလဲဆိုတာကိုကြည့်ကြည့်ဖို့လမ်းပြောလိုက်ပါတယ်။တစ်ဖက်အစွန်ကဂျွန်ကလည်းဒီလိုဘသူမှမရှိတဲ့တောင်ပေါ်မှာတော့သူမသေးခြင်းကြောင့်သူ့ကောင်တွေကိုလမ်းပြောနေခဲ့ပါတယ်။ဆရာတော်ကတော့သူတို့ကိုစိတ်အေးအေးထားဖို့နဲ့ဖင်ရှင်ရှင်နဲ့စီးနေမှာ ဘသူကိုမှဒုက္ခမရောက်စေမှာဖြစ်ကြောင်းလမ်းပြောလိုက်ပါတယ်။ဒီအချိန်မှာယူနာကလည်းဒီဖုန်းကြီးကတော့ဘာတွေလျှောက်ခိုင်းနေမှမသိဘူးဆိုပြီးတော့နောက်ကနေပြော နေခဲ့ပါတယ်။မိယာကတော့ယူနာကိုစွတ်မပြောဘူးနဲ့ဒီဆရာတော်ကလည်းကစားသမားတစ်ယောက်ဖြစ်နိုင်ခဲ့ကြောင်းပြောလိုက်ပါတယ်။ဒီအချိန်မှာပဲရှယ်လီနဲ့ဖင်နီကလက်ချင်းတိုက်မိသွားခဲ့ကြပြီးတော့ရှယ်လီကဒေါသတကြီးနဲ့တေးချစီးဖို့ပြန်ပြောလိုက်ပါတယ်။ ဂျေကလည်းသူ့ဘေးကဂျေကိုပင်မနေပြီလားဆိုပြီးတော့လမ်းမေးလိုက်ပါတယ်။ဂျေကတော့သူ့အဆင်ပြေကြောင်းပြန်ပြောလိုက်ပါတယ်။ပြီးရင်တော့ဂျုံကဟဲ့တခခုပြစ်လို့မင်းလဲကြရင်ငါဘက်ကိုမလာနဲ့တော့ခိုးဘက်ကိုလဲချလဲဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီလိုနဲ့အတော်ကြတော့မီနူးကဆရာတော်ကိုသူတို့လည်းနင်းနေတာကြာပြီးဖြစ်တာကြောင့်တတ်မှတ်ထားတဲ့နာယီကမပြစ်နိုင်သေးဘူးလားဆိုပြီးတော့လမ်းမေးလိုက်ပါတယ်။တစ်ဖက်ကဆရာတော်ကတော့ သူပြောတာကိုတော့မကြားနိုင်တော့ဘဲနဲ့အိပ်ပျော်နေခဲ့ပါတယ်။သူချိန်မှာပဲရုတ်တရက်သူ့ရှိကိုတော်တော်ကြီးရဲ့ပြားကြီးကရောက်ချလာခဲ့ပါတယ်။အားလားနဲ့မင်းနူးလေ။ပြားကြီးကိုထွက်သွားဖို့လက်နဲ့လမ်းရင်းလိုက်တဲ့အချိန်မှာတော့ဟန်ချက်မထိနိုင်ဘဲနဲ့လဲကျသွားခဲ့ပါတယ်။သူလဲကျသွားတဲ့ဘက်တော့နဘေးမှာရှိတဲ့ဂျီရိုးဘက်ပဲဖြစ်ပါတယ်။အားလားကြောင့်ဂျီကပါတဖက်ကိုလဲကျသွားခဲ့ကား။ ပြုတ်ကြမှာအသေးကြောင့်နေရဲ့ဒွန်းတယောက်ကတော့တွင်ထွက်သွားခဲ့ပြီးတော့မီနူးကိုလည်းလေးပေါ်မှာတင်ငါကြိုက်တော့ဆဲသွားခဲ့ပါတယ်ဒီလိုနဲ့တစ်ဖက်မှာတော့ဂျန်အခန်းကြီးထဲမှာစက်ပစ္စည်းအပြည့်စုံနဲ့ training ဆင်းနေခဲ့တဲ့ monster ကြီးကိုတွေ့ရပါတယ်ဘေးညမှာလဲသူ့ကိုစောင့်ကြည့်ပေးနေတဲ့သူ့အဖွဲ့သားနှကောင်ကလည်းရှိနေခဲ့ပါတယ်အရင်ပွဲတော့ကဂျေနဲ့ဖင်နီကို ကောင်းကောင်းကင်တွေပြတ်သွားခဲ့တဲ့မုတ်စိတ်မွေးကတော့မွန်းရှားကြီးကိုအိတ်ချင်နဲ့စားချင်ကလွင်လေပဲလစ်ကြည့်နေတာကြောင့်ပြောဆိုနေခဲ့ပါတယ်။ဘေးနားကဝမ်ဝေးကြီးနဲ့ကောင်ကလည်းမွန်းရှားကြီးကိုပြန်ဝဲတဲ့မှာ သူ့ကိုရှင်နယ်လောက်တဲ့ကောင်ကမရှိတာကြောင့်စိတ်အေးထားဖို့ပြောနေခဲ့ပါတယ်။မွန်းရှားကြီးကတော့ဓာရီကိုဂယုတောင်မဆိုင်ပဲနဲ့သူလုံနေတဲ့ဟာရီကိုပဲဂယုဆိုင်ကအာယုံဆိုင်ကဆက်ပြီးတော့လစ်ကြည့်နေခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီလိုနဲ့ပဲဒီအပန်းလေးကို ဒီနေရာမှာပဲစက်သိန်းထားပြီးတော့နောက်လာမယ့်အပိုင်းတွေမှာတော့ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာကိုကျွန်တော်နဲ့တူစောင့်မျှော်ကြည့်ရှုပြီးကြပါအောင်ခင်ဗျာဒီနေရာထိလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ